အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ PGDN DM 7109 Public International Law Chapter 5 Recognition of State and Governments နိုင်ငံအသင်းများနှင့် အစိုးရအသင်းများကိုအတိမတ်ပြုခြင်းအကြောင်းတင်ပြသွားမှာဖြစ်ပါတယ်5.1 Theories of Recognizing အတိမတ်ပြုခြင်းနှင့်ပတ်သက်၍ကာကြီးဖွဲ့စည်းပုံအတိမတ်ပြု Theory နှင့်ခါခွေ ကျညာအတိမတ်ပြု TOD ဟူ၍ဆန့်ကျင်သောသဘောတရားရေးရာ TOD နှစ်မျိုးရှိသည် Constitutive TOD ဖွဲ့စည်းပုံအတိမတ်ပြု TOD ဖွဲ့စည်းပုံအတိမတ်ပြု TOD ရာအတိမတ်ပြုခြင်းခံရမှသာလျှင် နိုင်ငံတကာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာဥပဒေရုပ်ရှိသူဖြစ်လာပြီးအပြည်ပြည်ဆိုင်ရာဥပဒေ၏အခွင့်အရေးနှင့်တာဝန်ရှိသူဖြစ်လာသည်ဟုဆိုလိုပေသည် Open Hay Letterband ဟန်ကာဆန်စသည့် ဥပဒေပညာရှင်များသည်ဖွဲ့စည်းပုံအတိမတ်ပြု theory ကိုထောက်ခံသူများဖြစ်ကြသည်ဥပဒေပညာရှင်လိုဘန်ဟင်းကဖော်ပြသည်မှာအတိမတ်ပြုခြင်းသည် နိုင်ငံတိုင်းနိုင်ငံအားအပြည်ပြည်ဆိုင်ရာပုံကိုဖြစ်လာစေပြီးအပြည်ပြည်ဆိုင်ရာဥပဒေအရာအခွင့်အရေးနှင့်တာဝန်ရှိသူ ဖြစ်လာသည်ထို့သောအတိမတ်ပြုခြင်းသည်ဥပဒေအရာအခွင့်အရေးနှင့်တာဝန်များပါဝင်ဖွဲ့စည်းထားသောအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ရည်ညွှန်းသည်ဥပဒေပညာရှင် အများစုမှာထို theory ကိုသဘောမတူပေ တို့ရာတွင်အဆိုပါထင်မြင်ယူဆချက်သည်အခက်အခဲများစွာရှိပေသည်ပုံသွင်အားဖြင့်နိုင်ငံတနိုင်ငံကို A နိုင်ငံကအတိမတ်ပြု၍ B နိုင်ငံကအတိမတ်မပြုလျင်အထက်ပါသီအိုရီယာထိုနိုင်ငံသည်တစ်ချိန်တည်းမှာပင်အပြည်ပြည်ဆိုင်ရာဥပဒေရုံးရှိသူလည်းဖြစ်၍အပြည်ပြည်ဆိုင်ရာဥပဒေရုံးမရှိသူလည်းဖြစ်နေသည်ထို့သောဖြစ်နေလျင်ဥပဒေသဘောအရထူးဆန်းနေတကဲ့သို့ရှိနေမည်ဤအမြင်အရအတိမတ်ပြုမခံရသောနိုင်ငံသည်အပြည်ပြည်ဆိုင်ရာဥပဒေ၏အခွင့်အရေးများတော်၎င်းတာဝန်များတော်၎င်းမရှိဟု၍ဆိုရမည် ထို့သို့ယူဆလျင်မမျော်လင့်သည့်အကျိုးကွင်းဆက်များပေါ်ပေါက်လာနိုင်သည်ပုံမှန်အားဖြင့်အခြားနိုင်ငံ၏ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ခြင်းသည်အပြည်ပြည်ဆိုင်ရာဥပဒေအရတားမြစ်ထားသဖြင့်တရားမဝင်ပဲအထက်ပါသီအိုဒီအရတရားဝင်သည့်သဘောမျိုးဖြစ်သွားနိုင်သည်ထို့ကြောင့်အတိမတ်ပြုမခံရသည့်နိုင်ငံကလည်းအခြားနိုင်ငံနှင့်ဆက်ဖြစ်လျင်အပြည်ပြည်ဆိုင်ရာဥပဒေကတတ်မှတ်ထားသည့်ဂျာနီနိုင်ငံများ၏အခွင့်အရေးကိုလေးစားလိုက်နာရမည်ဟုသောစည်းကမ်းချက်ကို ဥပဒေအရလေဒါလိုက်နာရန်တာဝန်မရှိသည့်အခြေအနေမျိုးရောက်သွားနိုင်ပေသည်။အမှန်စင်စင်အသေးအမတ်မပြူခြင်းအပြင်အခွင့်အရေးနှင့်တာဝန်များကိုကျမတ်ရန်ပုံမူခက်ခဲပွဲရှိပေသည်။နိုင်ငံများ၏လက်တွေ့ကျင့်သုံးမှုများကလည်းအသေးအမတ်ပြုမခံရမီ၎င်းတို့သည်တရားဝင်ရည်တည်ခွင့်မရှိဟုသောသဘောကိုမထောက်ခံကြ။နိုင်ငံသစ်တနိုင်ငံတည်ရှိလာပြီးသောအချိန်မှစ၍အတိမတ်ပြုမခံရသေးသည့်တိုင်အောင်တည်ရှိပြီးနိုင်ငံများနှင့်ဆက်ဆံမှုများပြုလုပ်လျက်ရှိသည် ထို့ကြောင့်အပီပီဆိုင်ရာဥပဒေကြီးအခွင့်အရေးနှင့်တာဝန်ရှိသူအဖြစ်အခြားနိုင်ငံများအတိမတ်ပြုခြင်းအပေါ်ရည်တည်မနေဘဲပေါ်ပေါက်လာသည်ကိုတွေ့တိုင်သည်အထူးသဖြင့်ဆိုဗီယက်ပြည်ထောင်စုကိစ္စသည်အီရှူတောင်းမှာမှတ်သားပွဲရာဖြစ်သည် အခြားအာယုံဆွဲဆောင်သောဥပမာတစ်ခုမှာအမေရိကန်ပြည်ထောင်စုမှတရုတ်ပြည်ထောင်စုသမ္မတနိုင်ငံကိုအတိအမှတ်မပြုခြင်းပင်ဖြစ်သည် Declaratory Theory ကျင်ညာအတိအမှတ်ပြု Theory ကျင်ညာအတိအမှတ်ပြု Theory ရာအချုပ်အခြာအာဏာပိုင်နိုင်ငံမှာ အတိမတ်မပြူမီကပေါ်ပေါက်ခဲ့ပြီးအတိမတ်ပြူဆောင်ရွက်ချက်မှာရခင်တရှိပြီးအကြောင်းအရာကိုတရားဝင်အတိမတ်ပြူထားခြင်းပင်ဖြစ်သည်မွန်တီဗီဒီယိုသဘောတူစာချုပ်တွင်ထိုဒီယိုဒီယာလက်ခံထားမှုနှင့်ပတ်သက်၍အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည်နိုင်ငံရေးအရာ ပေါ်ပေါက်တရှိလာသောနိုင်ငံကိုအခြားနိုင်ငံများကလိုလက်စွာအတိမတ်ပြူရမည်အတိအမှန်မပြူခံရသည့်တိုင်အောင်ရင်းနိုင်ငံသည်မိမိနိုင်ငံ၏တည်တံ့ခိုင်မြဲရေး လိုလက်စွာအတွန်းရှေအောင်ကာကွယ်ပိုင်ခွင့်နိုင်ငံ၏အကျိုးစီးပွားဆိုင်ရာဥပဒေများပြဋ္ဌာန်းပိုင်ခွင့်မိမိနိုင်ငံအတွင်းတရားရုံးများ၏စီရင်ပိုင်ခွင့်အာဏာကိုတတ်မှတ်ပိုင်ခွင့်နှင့်ထိုတရားရုံးများ၏ပြုလုပ်ပိုင်ခွင့်များကို ချမှတ်ပေးရန်အခွင့်အရေးရှိသည်။ Hey Fisher William JD Library Richards and Swiss Camu ကြေညာအသီးမဲ့ပြူသီအိုရီကိုထောက်ခံခဲ့ကြသည်။ပမောက်က ရိုင်ယာလီအမြင်တွင် ပုံမကောင်းမွန်သောယူဆချက်မှာ ဖွဲ့စည်းပုံအတိမတ်ပြူတာတကားမဟုတ်ပဲကျင်ညာအတိမတ်ပြူဆောင်ရွက်ချက်ပင်ဖြစ်သည်ဆိုလိုသည်မှာနိုင်ငံတနိုင်ငံသည်ယခင်ကမတည်ရှိခဲ့ရပါကတရားဝင်တည်ရှိမလာနိုင်ပေနိုင်ငံတနိုင်ငံသည်အတိမတ်ပြူမခံရဘဲတည်ရှိ၍လဲလာနိုင်သည်အကယ်၍တည်ရှိလာပါကအခြားနိုင်ငံများကအတိမတ်ပြူသည်ဖြစ်စေမပြူသည်ဖြစ်စေရင်းနိုင်ငံအနေနဲ့ အခြားနိုင်ငံများကနိုင်ငံတနိုင်ငံအဖြစ်သဘောထားရန်အခွင့်အရေးရပိုင်ခွင့်ရှိသည်ထင်မော်ကြော်ကြားသောအမေရိကန်ပါမောက်ကဗရစ်ချက်ဆွေဤထင်မြင်ချက်မှာကျညာအတိမတ်ဖြူသီအိုရီဖွဲ့စည်းပုံအတိမတ်ဖြူသီအိုရီနှင့်ခြားနား၏လက်တွေ့အဖြစ်မှန်ဘဝနှင့်ပုံမနီးစပ်သည်ဟုရေးသားထားသည်နှိုင်းရှင်၍ပြောရမည်ဆိုပါက ဖွဲ့စည်းပုံအတိမတ်ဖြူသီအိုရီအားအတိပြုထောက်ခံသည့်စာရေးဆရာကြီးများမှအနည်းစုသာလျှင်ဖြစ်သည်5.2 recognition of government အစိုးရကိုအတိမတ်ပြုခြင်းအကျိုးအကြောင်းအားဖြင့်နိုင်ငံအသေးတစ်ခုကိုအတိမတ်ပြုခြင်းသည်နိုင်ငံတကာနိုင်ငံ၏အစိုးရကိုအတိမတ်ပြုမှုသည်လည်းအလိုလျောက်ပါဝင်ပါသည်ထို့သောအစိုးရနှင့်နိုင်ငံကိုအတိမတ်ပြုမှုနှင့်ဤကဲ့သို့ဆက်သွယ်မှုရှိတော်လဲ၎င်းတို့သည်အတိအကျထက်တူထက်မြားမဖြစ်နိုင်ပေနိုင်ငံသေးတစ်ခုကိုအတိမတ်ပြုမှုပြဿနာမှာအစိုးရသေးတစ်ခုကိုအတိမတ်ပြုမှုပြဿနာနှင့်မတူပဲအချို့အခြေအနေများတွင်ပေါ်ပေါက်နိုင်သည် အမှန်တကယ်အားဖြင့်အစိုးရအသစ်ကိုအတိအမှတ်ပြုရန်ခွင့်ပြုခြင်းသို့မဟုတ်ငင်းဆိုခြင်းသည်၎င်းနိုင်ငံကိုအတိအမှတ်ပြုခြင်းကိုသာပြုလုပ်ခြင်းမဟုတ်ပေအကွေ၍အခြားနိုင်ငံတနိုင်ငံသည်တရှိပြီးနိုင်ငံ၏အစိုးရအသစ်ကိုအတိအမှတ်ပြုရန်ငင်းဆိုခဲ့လျင်လည်းယင်းတို့ငင်းဆိုခြင်းဖြင့်၎င်းအစိုးရအသစ်သည် အပြည်ပြည်ဆိုင်ရာပုဂ္ဂိုလ်အဖြစ်၎င်းကိုအတိအမှတ်ပြုမှုကိုမဆုံးရှုံးနိုင်ပေလက်တွေ့ကျင့်သုံးရာတွင်အစိုးရအသစ်သည်ပုံမှန်နှင့်ဖွဲ့စည်းပုံအတိအမှတ်ပြု TOD အပြုအမူအရပြောင်းလဲရာတွင်အတိအမှတ်ပြုမှုကို ပုံမှန်အကြောင်းချင်းရာကိစ္စကဲ့သို့ခွင့်ပြုထားပါသည်ဥပမာအားဖြင့်နိုင်ငံခေါင်းဆောင်တဦးကိုသဘောတူလက်ခံသည့်ကိစ္စတွင်အခြားနိုင်ငံများသည်ပုံမှန်ဆောင်ရွက်နေကြအပြုနေဖြင့်ပင်၎င်းခေါင်းဆောင်တစ်ကိုအမြဲတမ်းအတိမတ်ပြုပေသည်သို့သောအစိုးရသည်သည်တွေ့ထက်တန်ယုံမှုများပါဝင်သည့်တော်လန်ရေးအောင်မြင်ပြီးနောက်ခက်ခဲစွာပေါပေါက်လာ၍အာဏာရရှိလာသည်အခြားနိုင်ငံများနှင့်အစိုးရသည်ပေါ်ထွက်လာခြင်းနှင့်ပတ်သက်၍နိုင်ငံသည်ပေါ်ထွက်လာခြင်းနီးတူမှန်ကန်သင့်လျော်သာထည့်သွင်းစဉ်းစားရန်လိုအပ်သည် စီရင်ဆုံးဖြတ်ချက်ရရှိနိုင်ရန်ချင့်ကြိမ်မှုအရာအကျဉ်းဆုံးဆောင်ရွက်မည်ဖြစ်သည်။သို့သောစီရင်ဆုံးဖြတ်ချက်သည် အမှုတစ်ခုချင်းစီ၏တည်ကြအချက်လက်များနှင့်တည်ကြတည်ကြသောစစ်ဆေးမှုအချို့ပေါ်တွင်အခြေခံ၍အောင်မြင်စွာဆုံးဖြတ်ချက်ရရှိနိုင်သည်။နိုင်ငံသည်အစိုးရသည်များကိုအတိမတ်ပြုစီကိစ္စရပ်များတွင်နီလန်နှမျိုးကိုအသုံးပြုနိုင်ကြောင်းတွေ့မြင်နိုင်သည်။ A. Objective Test ဓမ္မဋိဌာန်ကြသောစစ်ဆေးမှု ဓမ္မဒိဋ္ဌိအကြသောစစ်ဆေးမှုသည်လက်တွေ့အားဖြင့်အရေးပါထိရောက်မှုရှိသောမူသဘောတရားအဖြစ်အချို့ပညာရှင်များကအတိမတ်ပြုကြသည်။ဥပန်ဟင်းအရာပြည်သူလူထုလေးသားလိုက်နာမှုကိုရရှိသောအစိုးရသည်နိုင်ငံတနိုင်ငံကိုကိုးစားပြု၍အတိမတ်ပြုမှုကိုလည်းရရှိသည်ဟုပြောနိုင်ပါသည်။ထင်ရှားသောဥပဒေပညာရှင်များကလည်း၎င်းအစိုးကိုလက်ခံကြ၍အစိုးရကိုအတိမတ်ပြုသည့်ကိစ္စရပ်တွင်လက်တွေ့အားဖြင့်အရေးပါထိရောက်မှုရှိသော မူသဘောတရားအပေါ်အခြေခံသောအစိုးရကိုအတိမတ်ပြုသည့်ကိစ္စရပ်တွင်နိုင်ငံများ၏ပြောဆိုဆောင်ရွက်မှုသည်ပိုအရေးကြီးသည်ဟုထင်မြင်ယူဆကြသည်လက်တွေ့အားဖြင့်အရေးပါထိရောက်မှုရှိသောမူသဘောတရားသည်ဓလေ့ထုံးတမ်းဆိုင်ရာမူသဘောတရားဖြစ်၍များစွာသောဥပဒေပညာရှင်များကထောက်ပံ့ပေးထားပါသည် B subject test လိုင်းနာဆောင်ရွက်သောစစ်ဆေးမှုလိုင်းနာဆောင်ရွက်သောစစ်ဆေးမှုပေါ်ပေါမှုသည်19ရာစုအလယ်ပိုင်းတွင် ထင်ရှားခဲ့ပြီး အချို့ဥပဒေပညာရှင်များကကျင့်သုံးခဲ့ပါသည်၎င်းစစ်ဆေးမှုသည်အစိုးရအသည့်သည်၎င်းနိုင်ငံ၏လိုက်နာရမည့်အပြည်ပြည်ဆိုင်ရာတာဝန်ဝတ္တရားများကိုဆောင်ရွက်ရန်ဆန္ဒရှိမှုမရှိမှုအပေါ်တွင်စစ်ဆေးခြင်းဖြစ်သည်၎င်းကို လိုက်နာဆောင်ရွက်သောစစ်ဆေးမှုဟုခေါ်ပါသည်1918ခုရုရှားဒေါ်လန်ရေး၏ရလက်အဖြစ်ဆိုဗီယက်ရုရှားနိုင်ငံပေါ်ပေါက်လာသောအခါအမေရိကန်နိုင်ငံသည်၎င်းမှုသဘောတရားကိုကျင့်သုံးခဲ့ပါသည်သို့သောအိုဗန်ဟင်း၏ထင်မြင်ယူဆချက်မှာ ၎င်းစစ်ဆေးမှုသည်ကျင်းနေစရာကောင်းသောစစ်ဆေးမှုဖြစ်မတတ်မှတ်နိုင်ပေဟုယူဆထားသည်5.3 de facto and de jure recognizing အမှန်တကယ်အတိမတ်ပြုခြင်းနှင့်တရားဝင်အတိမတ်ပြုခြင်းအပြည်ပြည်ဆိုင်ရာဥပဒေအရအတိမတ်ပြုခြင်းနှစ်မျိုးနှစ်စားရှိသည်ယင်းတို့မှာအမှန်တကယ်အတိမတ်ပြုခြင်းနှင့်တရားဝင်အတိမတ်ပြုခြင်းတို့ဖြစ်ကြသည်ထို့သောခွဲခြားမှုကိုယနေ့တိုင်အသုံးပြုလျက်ရှိကြတော်လဲအပြည်ပြည်ဆိုင်ရာဥပဒေတွင် ရင်းကိစ္စအတွေ့တိကျစာချုပ်စာတမ်းဖြင့်ပြဋ္ဌာန်းထားသောစည်းကမ်းများမရှိသည့်ဖြင့်ပြည်ညက်သဘောသာဖြစ်သည်နိုင်ငံများကအတိမတ်ပြုခြင်းမတိုင်မီသူတို့၏အနေအထားကိုလုံခြုံဆိတ်ရှာစေရန်နိုင်ငံတကာနိုင်ငံ၏အစိုးရအားတရားဝင်အတိမတ်ပြုခြင်းမတိုင်မီအမှန်တကယ်အတိမတ်ပြုခြင်းကိုကျင့်သုံးရန်အခါအားလျော်စွာဆောင်ရွက်ခဲ့သည်နိုင်ငံသည့်သို့မဟုတ်အစိုးရသည့်ကိုအမှန်တကယ်အတိမတ်ပြုခြင်းမှာအတိမတ်ပြုနိုင်ငံ၏အမြင်အရအစိုးရသည့်သည် အမှန်တကယ်လွတ်လပ်မှုရှိပြီး ၎င်း၏ထိန်းချုပ်မှုအောက်နယ်ပယ်တွင်ထိရောက်သောအာဏာရှိတော်လည်းအပီပီဆိုင်ရာတာဝန်ဝတရားများကိုဖြည့်ဆည်းရန်အတွက်ဆောင်ရွက်လိုသောဆန္ဒရှိမှုသို့မဟုတ်ဆောင်ရွက်နိုင်စံရှိမှုကဲ့သို့အတိမတ်ပြုခြင်း၏အခြားသောလိုအပ်ချက်များနှင့်လျော့ညှိထွေရှိရန်အသွင်ပြေမရှိသေးပါမူလိုအပ်သောတည်ငြိမ်မှုမရရှိနိုင်ပေ။ထူးခြားခြင်းအပြင်အမှန်တကယ်အတိမတ်ပြုခြင်းသည်ယာယီအပြင်အကောင့်တွေပေါ်ဆောင်ရွက်ရန်အတိမတ်ပြုခြင်းဆိုင်ရာလိုအပ်ချက်များမရှိလျင်အတိမတ်ပြုခြင်းကိုရုပ်သိမ်းနိုင်သည်။ တဆယ်ထဲမှာပင်အမှန်တကယ်အတိမတ်ပြုခြင်းသည်ပြည့်စုံမှုမရှိတော့ပေထို့အမှန်တကယ်အတိမတ်ပြုခြင်းသည်ဈာကာလအဆင့်တွင်သာရှိ၍နောက်ပိုင်းမှာတရားဝင်အတိမတ်ပြုခြင်းကိုရောက်ရှိလာသည်နေဥရေယအမှန်တကယ်အတိမတ်ပြုခြင်းမှာနိုင်ငံတနိုင်ငံနှင့်နိုင်ငံတန်တမန်ကိုစားထားရှိဆောင်ရွက်ခြင်းကိစ္စတွင်တရားဝင်ဆောင်ရွက်နိုင်ခြင်းမရှိပေတရားဝင်အတိမတ်ပြုခြင်းသည်အတိမတ်ပြုခံနိုင်ငံသို့မဟုတ်အစိုးရအပြည်ပြည်ဆိုင်ရာလူပောင်အဖွဲ့အစည်းတွင်အပြည်ပြည်ဆိုင်ရာဥပဒေအရချမှတ်ထားသည့်ပြဋ္ဌာန်းချက်များနှင့်အညီ ထိထိရောက်ရောက်ဆောင်ရွက်ပါဝင်နိုင်ရန်ဖြည့်ဆည်းပေးခြင်းသဘောမျိုးဖြစ်သည်ဗြိတိရှလက်တွေ့ကျင့်သုံးမှုအရာအတိမတ်ပြုခြင်းဆိုင်ရာလုံထုံးလုံနီအနေဖြင့်စီကံကျဲ၃မျိုးလိုအပ်သည်ကာကြီးတင့်တော်သည့်အာမခံကျဲရှိသောတည်ငြိမ်မှုနှင့်အမြဲတမ်းတည်ရှိမှုရှိရမည်ခါခွေပြည်သူလူထုကိုအထွေထွေပံ့ပိုးမှုရရှိအောင်အစိုးရက ပြုလုပ်ပေးရမည်ကားငယ်အပီပီဆိုင်ရာတာဝန်ဝတ္တရားများကိုဆောင်ရွက်နိုင်သောစွမ်းရည်နှင့်ဆောင်ရွက်လိုသောဆန္ဒရှိရမည် တရားဝင်အတိမတ်ပြုခြင်းသည်အပြေးဝအတိမတ်ပြုခြင်းဖြစ်ပြီးများစွာသောကိစ္စရပ်များတွင်နိုင်ငံအချင်းချင်းဆက်ဆံမှုပြုရန်ကြံရွယ်ချက်ရှိ၏အမှန်တကယ်အတိမတ်ပြုခြင်းထက်ပို၍တည်ငြိမ်ပေသည်တရားဝင်အတိမတ်ပြုခြင်း၏အရေးအကြီးဆုံးသောအကျိုးကျေးဇူးများမှာအောက်ပါအတိုင်းဖြစ်သည် ကာကြီးအတိမတ်ပြုခံနိုင်ငံနှင့်တန်တမန်နှင့် ကောင်စည်ဝင် ရေးရာဆက်ဆံမှုများအပြေးဝပြုလုပ်ခြင်းခါခွေအတိမတ်ပြုခံနိုင်ငံအနေဖြင့်အပြည်ပြည်ဆိုင်ရာညီလာခံနှင့်ကွန်ဖရက်များတွင်ပါဝင်လာခြင်း ကောင်းငယ်အတိမတ်ပြုနိုင်ငံများကအတိမတ်ပြုခန့်နိုင်ငံ၏တရားဥပဒေများနှင့်အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအဖွဲ့အစည်းများ၏ဆုံးဖြတ်ချက်များကိုအတိမတ်ပြုခြင်းနှင့်လေးစားခြင်းထို့ကြောင့်တရားဝင်အတိမတ်ပြုခြင်းသည်ပို၍ပြည့်စုံသောပုံစံဖြစ်သည်တရားဝင်အတိမတ်ပြုခြင်းသည်နိုင်ငံများကြားအပြည်ပြည်ဆိုင်ရာဆက်ဆံမှုကိုဖွံ့ဖြိုးတိုးတက်လာစေရန်အထောက်အကူပြုသည်အဆိုပါနှမျိုး၏ခြားနာချက်မှာအတိမတ်ပြုခြင်း၏တရားဝင်အကျိုးအပြည့်များအပေါ်တွင်တည်ရှိနေပေသည် အမှန်တကယ်အတိမတ်ပြုခြင်းနှင့်အတိမတ်ပြုနိုင်ငံနှင့်အတိမတ်ပြု ခံနိုင်ငံတို့၏ဆက်ဆံရေးသည်တည်ငြိမ်မှုအပြည့်အဝမရှိဘဲအတိမတ်ပြုနိုင်ငံကအတိမတ်ပြုခံနိုင်ငံ၏အခြေအနေကိုစောင့်ကြည့်နေသည့်သဘောမျှသာဖြစ်သည်အမှန်တကယ်အတိမတ်ပြုခြင်းသည်မပြည့်စုံဘဲကြားကာလအဆင့်တွင်သာရှိပြီးနောက်ပိုင်းတွင်တရားဝင်အတိမတ်ပြုခြင်းသို့ရောက်ပေသည်5.4 Legal Consequence or Recognizing ဥပဒေအရအတိမတ်ပြုခြင်း၏အကျိုးသက်ရောက်မှု ပရိုဖက်ဆာအိုဗန်ဟင်းကနိုင်ငံသစ်သို့မဟုတ်အစိုးရသစ်များကိုအတိမတ်ပြုခြင်းမှာအကျိုးသက်ရမှုများမှာအောက်ပါအတိုင်းဖြစ်သည် ကာဂျီအခြားနိုင်ငံများတန်တမန်ဆက်ဆံရေးများပြုလုပ်နိုင်ပြီးအပြည်ပြည်ဆိုင်ရာစာချုပ်များချုပ်ဆိုလာနိုင်သည်ကာကွေကန့်သက်ချက်များအတွင်မှာရခင်ချုပ်ဆိုခဲ့ပြီးသည့်စာချုပ်များကိုနှစ်နိုင်ငံကြားပြည်မြောက်အောင်ချုပ်ဆိုလာနိုင်သည်တည်ရှိပြီးသားနိုင်ငံနှင့်လည်းစာချုပ်ချုပ်ဆိုနိုင်သည်ချုပ်ဆိုပြီးသည့်စာချုပ်များသည်အလိုလျောက်ပြန်လည်စဉ်းစားလာ၍အာဏာသိမ်းရမှုရှိလာသည်ကားငယ် အတိမတ်ပြုနိုင်ငံသို့မဟုတ်အစိုးရသည်အတိမတ်ပြုနိုင်ငံ၏တရားရုံးများတွင်တရားမှားကြောင်းအရာတရားဆွဲဆိုခြင်းရှိသည်။ဒါကြီးအတိမတ်ပြုနိုင်ငံသို့မဟုတ်အစိုးရနှင့်သူ၏ပစ္စည်းများသည်အတိမတ်ပြုနိုင်ငံ၏တရားရုံးများ၏စီရင်ပိုင်ခွင့်မှကွင်းလွှတ်ခွင့်ရရှိသည်။ငါအတိမတ်ပြုနိုင်ငံ၏တရားစီရင်ပိုင်ခွင့်အာဏာပိုင်အတွင်ရောက်ရှိနေသောမိမိနိုင်ငံ၏ရခင်အစိုးရပိုင်ပစ္စည်းများလက်ဝယ်ရရှိစေရန်အတိမတ်ပြုခံနိုင်ငံကတောင်းဆိုပိုင်ခွင့်ရှိလာသည်။စာလုံး အစိုးရအနေဖြင့်အပြည်ပြည်ဆိုင်ရာဥပဒေကိုမဆန့်ကျင်ပါကနိုင်ငံတစ်ခုပေါ်ပေါက်စဉ်ကအတိတ်သို့မဟုတ်အနာဂတ်ကာလတွင်ဥပဒေပြုမှုနှင့်အုပ်ချုပ်မှုဆိုင်ရာဆောင်ရွက်ချက်များနှင့်ပတ်သက်၍ဥပဒေနှင့်ညီမညီသို့မဟုတ်ဥပဒေအရလက်ခံနိုင်မနိုင်ဆိုသည့်ပြဿနာပေါ်ပေါက်လာပါကအတိမတ်ပြုနိုင်ငံ၏တရားရုံးများတွင်မြင်းမြန်းခြင်းမှတားမြစ်နိုင်သည်